မင်္ဂလာပါရှင်မတ်လ15ရက်စနေနေ့ရရန်ကုန်ထွေသတင်းစုံလင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့တကေတာမြို့နယ်တဆယ်တောင်12ရက်ကွယ်ရှိ9000ပြည်ရွှေစီရီဗုဒ္ဓပိသေကအနေကစားတင်လူတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးဗုဒ္ဓထောင်ခရိုင်တကေတာမြို့နယ်တဆယ်တောင်12ရက်ကွယ်အနောက် တလာဝတီနှစ်လန်ရှိဓမ္မပါဠဓမ္မယုံကြည်ရဲ့ကန္နာကုဒိတအထက်မှာတည်ထားကိုခဲ့သောကိုတော်ပြည့်ရွှေစီတီဗုဒ္ဓပိတိကအနိကစားတိမင်္ဂလာခန္ဓာကိုမတ်လ23ရက်တပေါင်းလာပြည့်နေ့နေ့9နာရီကအစုပါဓမ္မပါဠဓမ္မယုံကြည်မှာကျင်းပကြောင်းသိရပါဗျာ။ နနက်9:00နာရီခွဲတွင်ဓမ္မစန္ဒီပရိယတ်ထိစာသင်၌ဦးစီးပဌာနာနာယကဘက်ထနာခေမာနနအမှုပြုသောတန်ဃာတို့များကကိုရောင်ပြည်ရှိစီရီအားဗုဒ္ဓဘိတိကအနေကစားတင်လိုပါတယ်ဆက်လက်ပြီးဓမ္မပါဠိဓမ္မယုံကောဘကဖွဲဥက္ကဋ္ဌဦးရီလွင်ကဝဲမြောက်ယေရှုတင်စကားပြောကြားပြီးအလူရှင်ဖျားတိုင်ကာမကြီးဒေါနီနီမီမိသားစုအားဂုံပြုမှတ်တမ်းလွှာပေးရကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့စောင်းနှင်းဖြူကပြပို့လာတာပါ ဆက်လက်တင်ဆက်ပေးမှာကတော့မြမတိုင်းရင်စီသမားတို့နေအခမ်းအနားကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်မြမနိုင်ငံတိုင်းဆေးဆရာအသင်းရန်ကုန်တိုင်းဒေသကြီးမှာကြီးမှုပြီးတပေါင်းလာပြီးနေမြမတိုင်းရင်စီသမားတို့နေအခမ်းအနားကိုမတ်လ23ရက်နေ့နဲ့9နာရီကဗဟန်းမြို့နယ်ရှိ M3 Food Center တွင်ကျင်းပကြောင်းသိရပါတယ်ရှေးဦးစွာအခမ်းအနားကိုတက်ရောက်လာကြတဲ့မြမတိုင်းရင်စီသမားတို့များ ြမတိုင်းရင်စီဆရာများကနဝရကတိပစ္စာကိုရွတ်ဆွေ၍အခမ်းအနားဖွင့်လိုက်ပြီးတိုင်းတာဝန်ခံဆရာကြီးဥက္ကမဝင်းရွှေမန်းတောင်စီတွေကအဖွင့်အမှားစကားပြောကြပါတယ်။အဒီနောက်မြမနိုင်ငံတိုင်းရင်စီဆရာအသင်းဘဟုဥက္ကဋ္ဌကပြောပို့တဲ့တမားတော်နေတမွန်လာကိုဖတ်ကြပါတယ်။အဒီနောက်တမားတော်ကြီးဒေါက်တာအောင်နိုင်ကတမားတော်နေအကြောင်းနှစ်ခွန်းဆက်စကားပြောကြပြီးဆရာကြီးဥအောင်မြတ်ကျော်ကတမားတော်နေအခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြောကြပါရစေ။ အဲ့ဒီနောက်သတ်တော်ရှိသမားတော်ကြီး၁၀ပါးကိုကာရဝပြုကြတော်ပြီးသမားတော်ကြီးဥညာလွင်ကစုပေးဩဝါဒစကားပြောကြားကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့အောင်မြင်ကပေးပို့လာတာပါ။ထပ်မံတင်ဆက်ပေးမှာကတော့လေကူးပညာရေးဒီဂရီကောလိပ်တွင်မြမရူရာတနခါလင်းချေပြိုင်ပွဲကျင်းပတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလဲကူခရိုင်လဲကူမြို့နယ်ဆရာအတက်ပညာဦးစီးဌာနလဲကူပညာရေးဒီဂရီကောလိပ်တွင်ကျောင်းကောင်စီအတင်လိုက်မြမရူရတနခါလင်းချေပြိုင်ပွဲအခမ်းအနားကိုမတ်လ13ရက်နေ့7နာရီကလဲကူပညာရေးဒီဂရီကောလိပ်ပညာအာမန်ခမ်းမာတွင်ကျင်းပကြောင်းသိရပါသည်အခမ်းအနားကိုရွှေဘိုတနခါတချင်းဖြစ်ဖွင့်လှစ်ခဲ့ပြီးလေကူးပညာရေးဒီဂရီကောလိပ်ကျောင်းဦးကြီးဒေါအေးလွင်ကအမှတ်စကားပြောကြားပါရယ် မြမယူရတဏ္ဍာလိန်ချဲ့ပြိုင်ဝဲသူចောင်းកောင်စီအတင်း၅တင်းကចောင်းသူများကဝင်ရောက်ရှင်ပြန်ခဲ့ကြပြီးစုရရှိသောအတင်းများအားចောင်းဝကြီးကစုများအတူတူချင်းမြင်ចောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့အေးအေးနွေကပြပို့လာတာပါနောက်ဆုံးတင်ဆက်ပြီးမှာကတော့တန်လင်းမြို့နယ်ဘရဲ့ကျေးွာရှိဒေသခံပြည်သူများကိုဇမ္မာရီဆောင်ရှောက်မှုများဆောင်ရွက်ပေးတဲ့သတင်းဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီးတန်လင်းမြို့နယ်ဘရက်ကြီးရွာရှိဒေသခံပြည်သူများကိုမတ်လ၄ရက်နေ့နေ့ပိုင်းကရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်လက်စေကူသား၏အဖွဲ့ကအဆိုပါကြေးရွာရှိဘရက်ဖုံးတော်ကြီးအနောက်ကျောင်းမှာကျမ်းမာရေးဆောင်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပြီးကြောင်းသိရပါသည်။ စေကူတာမှုများဆောင်ရွက်ပေးရာတွင်ဒေသခံပြည်သူစုစုပေါင်း130ဦးလိုခွဲစေကူတာမှုဆိုင်ရာယောဂခလီယောဂမျက်စိနာနှာခေါင်းလေချောင်းယောဂသွားနှင့်ကတွင်ယောဂအထွေထွေယောဂတို့နှင့်ပတ်သက်လို့လိုအပ်တဲ့ကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးကြောင်းနှင့်တန်လင်းတက်နယ်မှာတာဝန်ရှိသူများကလည်းသွားရောက်ကြည့်ရှု၍ဒေသခံပြည်သူများအားရင်းနှီးတွေးဆအပိစကားများပြောကြားကြရလို့သိရပါတယ်ရှင်ဒီသတင်းကိုတော့ရှေ့မြို့တော်ကပေးပို့လာတာပါ